င်္ဂလာပါရှင်။မတော့ချက်နယ်ကနေပြောပြန်လေးကြိုဆိုလိုက်ပါတယ်။အမေရိကန်နိုင်ငံမှာတမတအပြောင်းလဲဖြစ်လာခဲ့ခြင်းဟာမြန်မာနိုင်ငံတော်အစိုးရကိုစန့်ကျင်ပုံကန်ခဲ့တယ်။ပြည်ပြည်အုပ်စုကိုတည်ရောက်မှုများစွာဖြစ်လာခဲ့တယ်လို့သိရပါတယ်။ဒီမိုကရက်တစ်ပါတီကောင်းဆောင်ဖြစ်တယ်လို့တမတတူဖြစ်တဲ့ဂျိုးဘိုင်တန်အိုဆောင်နဲ့အမေရိကန်အစိုးရအဖွဲ့လက်ထက်တုန်းက NUG အဖွဲ့အပါအဝင်ပြည်ပြည်အုပ်စုတွေအတွက်အသက်ရှူချောင်းခဲ့ပြီးမယ်။လက်ရှိအမေရိကန်တမတလက်ထက်မှာတော့ NUG အဖွဲ့အပါအဝင်ပြည်ပြည်အုပ်စုတွေအတွက်အခက်အခဲအကျက်တဲ့ပရိုမိုရှင်ဆိုင်ရပွဲရှိနေပါတယ်။တရုတ်တပ်ဖွဲ့ထဲမှာတော့ American သမ္မတ Donald Trump ရဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒအပြောင်းလဲတွေကြောင့် NUG အဖွဲ့အပါအဝင်ပြည်ပြည်အုပ်စုတွေဘလို့မျိုးအခက်အခဲများစွာထမ်းမယ်ရှင်ဆိုင်ရပွဲရှိနေတယ်လဲဆိုတာကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မူတောက် Channel ကို Subscribe နဲ့ Like ရန်ရှာလေးလုပ်ပေးပါအောင်ရှင်။ ပြည်သက်ကြီးယအမေရိကန်နိုင်ငံမှာဒေါ်နယ်ထရန့်သမ္မတအဖြစ်တာဝန်ယူပြီးနောက်ပိုင်းမူဝါဒအပြောင်းလဲများစွာလှုပ်ဆောင်ခဲ့ရာလက်ရှိချိန်မှာလည်းအမေရိကန်ရောက်မြန်မာပြည်ပြည်အုပ်စုတွေအခက်အခဲများစွာနဲ့ထပ်မံရှင်ဆိုင်ရဝယ်ရှိနေပါတယ်။ဘာကြောင့်လဲဆိုရင် အမေရိကန်အစိုးရဟာခရီးသွားခွင့်ပိတ်ပင်ထားတဲ့နိုင်ငံတွေစည်ရင်တဲမှာပါဝင်နေတဲ့နိုင်ငံသားတွေနဲ့ပတ်သက်ပြီးတော့မူဝါဒအပြောင်းလဲတွေလှုပ်ဆောင်လာဝယ်ရှိနေရတဲ့အတွက်နိုင်ငံကိုစုံကံပုံကံပြီး မေရိကန်နိုင်ငံကိုထွက်ပြေးခဲ့တဲ့အန်ယူဂျင်နဲ့ပြည်ပအဖွဲ့တွေအကြက်တဲများစွာရင်ဆိုင်ရမယ့်အလားအလာတွေရှိနေပါတယ်။အမေရိကန်အစိုးရဟာလက်ရှိအချိန်မှာခရီးသွားခွင့်ပိတ်ပင်ထားတဲ့ travel ban နိုင်ငံတွေစရင်တဲပါဝင်နေတဲ့နိုင်ငံတွေရဲ့နိုင်ငံသားတွေကို green card ထုတ်ပေးမှုပုံမကန့်သက်လာပဲရှိရလို့အမေရိကန်နိုင်ငံအခြေစိုက်မီဒီယာတွေကဖော်ပြထားပါတယ်။ green card USA ဟာအမေရိကန်နိုင်ငံကို အပီးပိုင်ပြောင်းရွှေ့နေထိုင်စေနိုင်မဲ့စာရွက်စာတမ်းတစ်ခုဖြစ်ပြီးအလौရှာဖွေဖို့နဲ့ဝင်ငွေရှာနိုင်ခွင့်ရရှိမှာလည်းဖြစ်ပါတယ်။ Greengate ရရှိထားသူအောင်ဘယ်ပြည်နယ်ကိုမဆိုပြောင်းရွှေ့နိုင်တဲ့အပြင်မိသားစုနယ်လည်းအခြေချနေထိုင်နိုင်ဝယ်ရှိပါတယ်။ American နိုင်ငံမှာ Donald Trump သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်းလပိုင်းအကြမ်းမှာပဲလူဝင်မှုကြီးကြပ်ရေးဥပဒေတွေကိုအပြောင်းလဲတွေလှုံ့ဆော်ခဲ့တယ်လို့တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို အချိန်မြင့်ဖြိုခွင်းမှုတွေလှုပ်ဆောင်ခဲ့တယ်လို့အမေရိကန်နိုင်ငံအတွင်းဝင်ရောက်ခွင့်ပိတ်ပင်ခံရတဲ့နိုင်ငံစည်ရင်းတွေကိုလည်းတတ်မှတ်ကြေညာခဲ့ပါတယ်။အမေရိကန်နိုင်ငံအတွင်းဝင်ရောက်ခွင့်ပိတ်ပင်တဲ့နိုင်ငံစည်ရင်းကိုဇွန်လအတွင်းထုတ်ပြန်ကြေညာခဲ့ရာမြန်မာနိုင်ငံပါဝင်ခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံဟာအမေရိကန်နိုင်ငံအတွင်းဝင်ရောက်ခွင့်ပိတ်ပင်ခံထားရတဲ့နိုင်ငံစည်ရင်းတဲမှာပါဝင်နေတဲ့အတွက်ကြောင့်လက်ရှိမူဝါဒအပြောင်းလဲတွေအရာ ဂရိကတ်ထုတ်ပေးမှုပုံမကန့်သက်ခင်ရတာတွေရင်ဆိုင်ရပွဲရှိနေပါတယ်မြန်မာနိုင်ငံဟာဒေါ်နယ်ထရန့်သမတဖြစ်လာခဲ့ပြီးနောက်ပိုင်း travel ban ပိတ်ပင်ခံရတဲ့နိုင်ငံ၁၂နိုင်ငံစည်ရင်တဲမှပါဝင်ခဲ့ပြီးအဲ့ဒီနိုင်ငံတွေကဂရိကတ်မူဝါဒအပြောင်းအလဲတည်ရောက်မှုကိုပုံမရင်ဆိုင်ရပွဲရှိရလို့ American media တွေက ရှင်းသားဖော်ပြထားပါတယ် American အစိုးရအဖွဲ့ရဲ့နိုင်ငံသားနဲ့လူဝင်မှုကြီးကြပ်ရေးဌာန UCIS ဟာ ခရီးသွားခွင့်ပိတ်ပင်ခံထားရတဲ့နိုင်ငံပေါင်းဆက်နက်နိုင်ငံစည်ရင်တဲမှာပါဝင်နေတဲ့နိုင်ငံသားတွေကို ထုတ်ပေးထားတဲ့ green card ကိုပြန်လည်သုံးသပ်မှုတွေတင်းကျပ်တဲ့ဈေးကန်တွေထုတ်ပြန်ဖို့စီစဉ်နေရလို့သိရပါတယ်။ဒါအပြင် American သမ္မတ Donald Trump ရဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာမူဝါဒအပြောင်းလဲတွေကြောင့်နိုင်ငံရေးခိုလုံခွင့်ရရှိအောင်ကြိုးပမ်းပြီးနေထိုင်မဲ့သူတွေအတွက်လည်းအခက်အခဲများစွာပိုမိုရှင်ဆိုင်ရဝယ်ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ2021ခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ဈေးမအောင်အပါအဝင် NUG အဖွဲ့အတော်ဝန်ရှိသူတွေနဲ့အစိုးရကိုစန့်ကျင်သူအုပ်စုတွေဟာပြည်ပထွက်ပြေးခဲ့ပြီးထိုင်းနိုင်ငံကတဆင့်အမေရိကန်နိုင်ငံမှာနိုင်ငံရေးခုလုံခွင့်နဲ့အမြဲတမ်းနေထိုင်ရရှိအောင်ကြိုးပမ်းမှုတွေရှိခဲ့ပါတယ်။လေလာသူတအူကတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်လက်ထက်မှာ NUG နဲ့ပြည်ပအုပ်စုတွေဟာ ထိုးနဲ့ချက်တွေတစ်ခုပြီးတစ်ခုရင်ဆိုင်နေရတယ်။အခုလည်း green card မူဝါဒအပြောင်းလဲနဲ့ကန့်တတ်မှုတွေကြောင့် NUG နဲ့ပြည်ပြည်အုပ်စုတွေအခက်အခဲထပ်မံကြုံရပဲရှိရင်နိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းထိုင်းနယ်စပ်ကိုထွက်ပြေးပြီးတော့ American နိုင်ငံကိုတွားရောက်ဖို့စောင့်ဆိုင်နေတဲ့သူတွေအတွက်လည်းအခက်အခဲများစွာဖြစ်လာနိုင်တယ်လို့သုံးသပ်ပြောဆိုခဲ့ပါတယ်။လက်ရှိအချိန်အတွင်းမှာတော့ American နိုင်ငံအတွင်းနိုင်ငံရေးခုလုံခွင့်ရရှိအောင်ကြိုးပမ်းလာမဲ့သူတွေအတွက်လည်း အခက်အခဲပုံမှုဖြစ်လာပဲရှိရလို့အမေရိကန်ရောက်မြန်မာမျိုးသမီးတအူးကအခုလိုမျိုးပြောပါရရှင်မြန်မာနိုင်ငံအတွက် green card အခွင့်အရေးကိုပါကန့်သတ်လိုက်တဲ့ Donald Trump အာအလုံးဝမင်္ဂလာပါအခုကျွန်တော်ရုံးကပြန်လာတယ်ဒီနေ့မနေ့ပဲသတင်းတက်လာတဲ့ဟာကိုကျွန်တော် share ချင်ပါတယ်အာ USCIS နဲ့ပတ်သက်လို့ Donald Trump အာ administration ကဥပဒေအသစ်တစ်ခုကိုထပ်ပြီးတော့ရေးဆွဲလိုက်ပါတယ်ဒါကတော့ဘာလဲဆိုတော့ အာ green card လို့ခေါ်တဲ့အများရနေထိုင်ခွင့်ကိုဟိုကန့်တက်ပြီးတော့ short ချမယ်အများရနေထိုင်ခွင့်ကိုအာအများကြီး तू ကအားလုံးသိတဲ့အတိုင်းပဲ तू ကအာဒီ American နိုင်ငံနဲ့ပတ်သက်တဲ့နေထိုင်ခွင့်အကျိုးတွေကို तू ဟာလူတွေကိုမပေးချင်ဘူးမလွှေ့ပြောင်းနေဆို तू က short ချနေတဲ့အပေါ်မှာကျွန်တော်တို့အားလုံးသိပြီးသားအတိုင်းပဲမြန်မာနိုင်ငံဟာ visa မန္တမအပိတ်ခံလိုက်ရပါတယ် တိတ်ခဲ့ပြီးသားเนาะ travel ban country ban country လို့ခေါ်ပြီးတော့နိုင်ငံတွေကို visa ပိတ်တဲ့ထင်မှာမြန်မာနိုင်ငံပါသွားခဲ့ပါတယ်အဲ့ဒီရဲ့အကျိုးဆက်အနေနဲ့မြန်မာပြည်ဟာ TV လဲရှောက်လို့မရတော့ဘူးလို့ diversity visa လဲရှောက်လို့မရအကြောင်းသား visa လဲရှောက်လို့မရအာ visit လို့ခေါ်တဲ့အလဲပတ် visa လဲရှောက်လို့မရတော့ဘူးဆိုတာအားလုံးသိခဲ့ကြပြီးသားပါเนาะဒီနေ့ထပ်ထွက်တဲ့သတင်းကတော့ဗာလဲဆိုတော့ ဒီနိုင်ငံရဲ့သဘောအရာအမေရိကန်နိုင်ငံကိုရောက်နေပြီးပြီးအဆိုင်လမ်ခံတဲ့လူတွေပေါ့နော်ဘယ်ကိစ္စနဲ့ပဲဖြစ်အမေရိကန်မျိုးကိုတရဝင်ရောက်လာခဲ့တယ်ဆိုရင် တရဝင်ဆိုတာအော်အရင်တော့ဆိုတရဝင်တရမဝင်အောင်မပါပါဘူးဒါပေမဲ့ဒီအစိုးရ illegal illegal တအားပြောတဲ့အပေါ်မှာအဲ့တော့တရဝင်သာဝင်ခဲ့တာမှန်ရင်ဥပမာចောင်းသားတွေပေါ့နော်ကျောင်းသားဗီဇာနဲ့စာသင်ဖို့ဝင်လာပေမဲ့ဒီရောက်မှအဆိုင်လမ်ခံလိုက်တဲ့ case တွေရှိတာ哦 အဲ့ဒီဟာတွေကို အခုညင်းဆိုဖို့မြန်မာနိုင်ငံကဆိုရင်ညင်းဆိုဖို့မြန်မာကျဲတော့မဟုတ်ဘူးပေါ့နော်သူရဲ့ travel ban country မှာပါတဲ့နိုင်ငံတွေဆိုရင် green card တွေမပေးတော့ဖို့ဆုံးပြတ်ထားပါတယ်တဲ့ asylum case တွေကိုလည်းညင်းဆိုမယ် green card ဖြစ်ခွင့်တွေကိုလည်းရုတ်သိမ်းမယ်ဘာလို့လဲဆိုတော့အဲ့နိုင်ငံတွေကအစတုန်းကတည်းကသူရဲ့ ban ထဲမှာပါတဲ့ negative ပေါ့နော်အစိုးအနေနဲ့သတ်မှတ်ခြင်းခံထားရတဲ့နိုင်ငံတွေမို့လို့ပါတဲ့အဲ့တော့အဲ့ဒီကိစ္စကိုအဲ့ဒါ internal draft ပေါ့နော်ထွက်လာပြီးပြီးအဲ့ဒါကို USCIS ကအာပြောဆိုဖို့စကားပြောဖို့မေးတဲ့အချိန်မှာ USCIS က spoke spoke person ကအဲ့ဒါကိုအသေးစိတ် share မပေးနိုင်ဘူးလို့ပြောပါတယ်တဲ့ဒါပေမဲ့အာဘယ်ကနေသတင်းရတာလဲတော့မသိဘူးသတင်းဌာနတွေကရေးထားတာကအဲ့ဒီနိုင်ငံတွေကဆိုလို့ရှိရင်သူတို့က green cup အော်ပေးခွင့်ကိုကန့်သက်လိုက်တယ်တဲ့အရင်တော့ဆိုလို့ရှိရင်ရောက်ပြီးသား green cup process ဖြစ်နေတဲ့လူတွေကြာဒါမျိုးတွေဖြစ်လိမ့်မယ်ကြာတာထက်ကိုအငင်းခံရဖို့တွေများပါတယ်အဲ့တော့အော်တချို့တွေလည်းအခုမှပြေးပြီးတော့ citizen ယူနေတဲ့ green card holder တွေလည်း citizen တွေငြင်းခံနေရပါတယ်အဓိပ္ပာယ်မရှိတဲ့အကြောင်းပြချက်တွေနဲ့ပေါ့နော်အဲ့တော့ အဲ့တော့ okay ဘလို့တွေဖြစ်လာမလဲတော့မသိဘူးတဖြည်းဖြည်းနဲ့တကဘာလုံးက immigrant တွေကိုအရန်ကြက်တီးလာတဲ့အပေါ်မှာဒီတစ်ခေါက်ကတော့ Trump ကြီးပြီးသွားရင်တောင်မှ Trump ချထားတဲ့ law တွေကို အဲဒီတိုင်းမဲ့ထားပြီးတော့များနေလိုက်ကြမလားဒီမိုကရက်တက်လာရင်တော့အသက်ရှူချောင်းမလားတော့မပြောတတ်ပါဘူးရှင်အခြေအနေကတော့မြန်မာတွေအတွက်လုံးဝမကောင်းပါဘူးအဆိုင်လမ်လျှောက်ရင်လည်းညင်းခံရဖို့ရခိုင်တော့60ကျော်ပါတယ်ညင်းခံရရင်တော့ညင်းပြီးရင်သူတို့ဒီပို့တန်းလုံမှာပါမြန်မာပြည်ကိုပြန်ပို့မှာပါဗောနော် အကြောင်းပြချက်ကဘာပေးလဲဆိုတော့ဒီလူတွေကိုတဲ့ဒီ travel ban လောက်ထားတဲ့လူတွေရဲ့နိုင်ငံတွေကိုတဲ့သူတို့ရဲ့အကြောင်းကိုတဲ့တေးသေးချာချာစစ်လို့မရဘူးတဲ့အဲ့နိုင်ငံတွေကစစ်ဖြစ်နေတာနဲ့ဘာနဲ့ညာနဲ့ပေါ့နော် description လို့ခေါ်တာပေါ့လေသူတို့ရဲ့အကြောင်းချက်ကိုသေးစိတ်စုံစမ်းဖို့အတွက်စုံစမ်းဖို့ရာဒီလူတွေဟာလူကောင်းလားလူဆိုးလားဆိုတာမျိုးစုံစမ်းဖို့ကိုတဲ့သူတို့မှာအာ တိတ်အဆင်မပြေဘူးအမေရိကန်အနေနဲ့စုံစမ်းရတာတိတ်အဆင်မပြေဘူးပေါ့လေအရင်တော့ကျွန်တော်တို့နိုင်ငံသားဖြစ်တယ်ဘာညာဆိုတာအဲ့တော့အဲသူတို့စုံစမ်းလို့ရတဲ့အနေထားပေါ့ကွယ်သူတို့ပြောချင်တဲ့သဘောအဲ့တော့စိတ်မကောင်းပါဘူးရှင်အဲ့တော့ဟုတ်ကဲ့အင်မတန်ဂျူမွေတဲ့ဒေါ်နယ်ထရမ့်ကျမတို့ဘာကြောင့်အဆင်မပြေလဲကျမတို့ဘာကြောင့်မကြိုက်လဲပေါ့နော်အဲ့ဒါတွေ အဲ့ဒါတွေကအားလုံးမြင်တဲ့အတိုင်းပါပဲအခုသတင်းကိုလက်လက်ဆက်ဆက်လေး share ချင်လို့အခုပဲလုံအောင်ပြန်လာတယ်ညစာချက်ဖို့လုံနေတယ်လုံနေနဲ့ကဲမြန်မြန်လေးပြောပြလိုက်ပါအောင်မယ်လို့အဲ့တော့ good luck ပါနော်ចောင်းသားတွေအဓိကအဖြစ်အမေရိကရောက်နေတဲ့ចောင်းသားတွေတတိလေဝရိယာလေးနဲ့ပေါ့နော်တော်ကြနေ asylum ခံမှ asylum မှာလည်းညင်းခံရပြီးရင် deport လည်းဖြစ်ရနဲ့အဲ့တော့ကိုယ့်ရဲ့ lawyer တွေရှိရဲဆိုရင်စကားလေးတွေတည်တည်ချာပြောကြည့်ကြပါဘာတွေဖြစ်တာလဲဆိုတာလေးကိုအော်နည်းနည်းလေးစုံစမ်းကြည့်ကြပါဦးလို့เนาะ okay